တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါတယ်အားလုံးပဲမင်္ဂလာပါ ကျမဒေါက်တာလှထုံမဒီနေ့မှာတော့တယ်လီကျမ်းမာပရိသတ်တွေကိုလက်ဖက်က ကျမ်းမာရေးအတွက်ဘယ်လိုအကျိုးရှိစေလဲဘာဓာတ်တွေနဲ့လှုပ်ထားတာလဲလက်ဖက်ကိုဘယ်လိုပုံစံမျိုးစားတာကောင်းလဲစတဲ့ကျမကြီးရှူတော်ကနေပြပြပေးသွားမှာဖြစ်ပါတယ်မြန်မာမှာတော့ လဖက်ရည်လဖက်တုံနဲ့ကင်းတဲ့သူကတော့ရှားမယ်ထင်ပါတယ်။နိုင်ငံရခြားတိုင်းပြည်မှာလည်းလဖက်အရွက်စိမ်းကိုလဖက်စိမ်းဖြော်ရည်ရင်းနှွေးချမ်းစတာတွေလုတ်တက်ကြပါတယ်။အလကုံတွေရဲ့ထည့်တုံးကြတယ်။လဖက်ချောက်ကိုအကျန်းချောက်အချိုးချောက်ဥလုံတီစသဖြင့်လည်းအမျိုးမျိုးတုံးဆွဲကြပါတယ်။ခုစုပုံ၆ခံပုံအမျိုးမျိုးတော့꽈ကြတာပေါ့နော်။လဖက်ရည်အနေနဲ့တောက်တာကတော့အချင်းဖောက်ထားခြင်းမရှိပါဘူး။လဖက်တုပ်အနေနဲ့ အညွတ်နှက်တို့လက်ဖက်နှက်တို့ကတော့ရွက်စိမ်းလေးတွေကိုခူးဆွတ်ပြီးတော့ရင်နှွေးငွေနဲ့ပေါင်းခံပိုးတက်ပြီးရဲ့အခါကောင်းမွန်တဲ့ဘက်တီးရီးယားလေးတွေပေါက်ပွားလာအောင် အလေးတုံးနဲ့အချိန်ကာလတစ်ခုထိဖိသိပ်ပြီးအချင်းဖောက်ပြီးတော့နှက်ကြတာပါအဲ့လိုအချင်းဖောက်လိုက်တဲ့အတွက်လက်ဖက်နှက်ထဲမှာ ကောင်းမွန်တဲ့ဘက်တီးရီးယားလေးနဲ့အတူဥလန်းချောင်းအတွက်ကောင်းမွန်တဲ့အဝလွန်သွေးတို့စတဲ့ရောဂါတွေအတွက်အဟန့်တားဖြစ်စေတဲ့အထောက်ပံ့ဓာတ်ပစ္စည်းလေးတွေ ပုံများလာပါတယ်။ဒါဆိုလက်ဖက်မှာဘာဓာတ်တွေပါလဲပေါ့နော်။လက်ဖက်မှာဓာတ်တိုးဆန့်ကျင်ပစ္စည်းလို့ခေါ်တဲ့အန်တီအောက်ဆီဒန့်ဓာတ်တွေကျွဲဝစွာပါဝင်ပါတယ်။ပိုလီဖီနောလို့ခေါ်တဲ့သွေးကြောနယံတွင်းမှာဓာတ်တိုးမှုဖြစ်တာကိုကာဝယ်ပေးနိုင်တဲ့သွေးရင်းကိုလက်စထရောနဲ့သွေးရင်းအဆီကိုကျစေတဲ့ဓာတ်ပါဝင်ပါတယ်။တချို့သုတေသနလေ့လာချက်တွေမှာလည်းကန်ဆာဆဲတွေလို့ပုံမှန်မဟုတ်တဲ့ဆဲတွေပွားတာကိုတားဆီးပေးနိုင်တယ်လို့ဆိုကြပါဗျ။ ။နောက်ပြီးလက်ဖက်မှာအမြင်တက်လဲပါဝင်ပါတယ်။အမြင်တက်ကတော့ဥလန်းချောင်းလှုပ်ရှားမှုကိုပိုကောင်းစေပြီးလိုအပ်တဲ့အာဟာရဓာတ်ပေးပါတယ်။နောက်ပြီးအချင်းဖောက်ထားတာဖြစ်တဲ့အတွက်ဘက်တီးရီးယားလေးတွေနဲ့အတူပရိုဘိုက်တစ်တွေလည်းပါလို့ဥလန်းချောင်းအတွက်ကောင်းမွန်စေပါတယ်။နောက်လက်ဖက်မှာကဖင်းတက်လဲပါတော့မျက်လုံးကျဲတာစိတ်ကိုလန်းဆန်းစေတာစတဲ့အာနိသင်တွေလည်းရှိပါတယ်။အဲဒါပေမဲ့မကောင်းတဲ့ချက်ကတော့ phytochemical ဖြစ်တဲ့တန်နင်းတို့အောက်ဆလိတ်တို့လိုဓာတ်တွေပါဝင်တဲ့အတွက်ပဲတို့အသီးရွက်တို့မှာပါတဲ့တန်တက်ဆုပ်မှုကိုလက်ဖက်ကရော့ကြစေပါတယ်။ဒါပေမဲ့အသားမှာပါတဲ့တန်တက်နဲ့သွေးကဲတွေမှာပါတဲ့တန်တက်ဆုပ်မှုတော့မရော့ကြစေပါဘူး။ဒါကြောင့်လက်ဖက်ကိုအလွန်ကျုံစားတာမဟုတ်ဘူးဆိုရင် နောက်ပြီးအသားတွေပုံမှန်တွဲစားပေးနိုင်ရင်တော့တန်တက်ချွတ်တက်မှုမဖြစ်စေပါဘူး။အဲ့လိုမဟုတ်ဘဲနဲ့ အသားတက်အစားနေပြီးအရွက်နဲ့လက်ဖက်တုပ်ပဲနေ့စဉ်စက်တိုက်စားမယ်ဆိုရင်တော့တန်တက်အားနေစေနိုင်ပါတယ်။လက်ဖက်ကအလွန်ကြုံမစားရင်တော့ကျန်းမာရေးပြဿနာမရှိနိုင်ပါဘူး။ဒါပေမဲ့လည်းလူတစ်ယောက်နဲ့တစ်ယောက်မတူနိုင်တဲ့အတွက်ကြောင့်တချို့တွေမှာဆိုရင်လက်ဖက်စားပြီးလေထိုးလေအောင်ဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။ဒါကြောင့်မိမိတို့စားနေကြပမာဏမိမိတို့နဲ့အဆင်ပြေရဲ့ပမာဏကိုစားတာမျိုးပဲလုပ်တင်ပါတယ်။ကလေးတငယ်တွေကိုဝင်ဆောင်တွေ နောက်အစာချေစနစ်မူမမှန်မှုရှိသူတွေကတော့အစာချေစနစ်အပြောင်းလဲဖြစ်လွယ်တတ်ကြတာမို့လက်ဖက်ကိုနည်းနည်းစီပဲစားစေလိုပါတယ်။အသက်နှစ်နှစ်အောက်ကလေးတွေကိုတော့လက်ဖက်မကျွေးတင်သေးပါဘူး။ကဲဒါဆိုလက်ဖက်ကိုဘယ်လိုပုံစံမျိုးစားရင် ကျန်းမာရေးနဲ့ပိုသင့်တော်မလဲပေါ့နော်။လက်ဖက်နှက်ကိုစစ်သွန်ပြူငရုတ်သီးစိမ်ဂေါ်ဘီကဲန်ကျင်သီးပဲကျန်းကျော်စရိုင်နဲ့ပေါင်းဆက်စားလို့ရှိကြပါဗျ။ လက်ဆက်တဲ့သီးရွက်တွေစီတက်နဲ့ကြော်ထားတဲ့ရက်မလွန်တဲ့ပဲကြော်မျိုးနဲ့တွဲဆရင်ဒီအစားအစာတွေရဲ့ဗီတာမင်နဲ့အခြားဓာတ်တွေကိုပါရရှိစေလို့ကျန်းမာရေးအတွက်ပို့ပြီးတော့တင့်တော်ပါတယ်။အရန်ဆက်တဲ့လက်ဖက်နှက်မျိုးအစာခံရတဲ့အချိန်စားတာမျိုးကတော့အစာရင်အချင်းပေါက်တာမျိုးဖြစ်စေနိုင်ပါတယ်။နောက်ပြီးနှစ်ပြန်ကျော်စီမတက်နာတွေပြန်ကျော်စီတွေတုံးထတာမျိုးကသွေးရင်းကိုလက်စထရောနဲ့သွေးရင်းအဆီကိုများစေနိုင်ပါတယ်။ဒါကြောင့် တွက်ဖက်စားတဲ့အခါမှာပါဝင်ပစ္စည်းတွေကိုလက်လက်ဆက်ဆက်သုံးပြီးတော့အတုပ်လှုပ်ရှားစေလိုပါတယ်။နောက်လက်ဖက်ရည်ချမ်းရင်းနှီးချမ်းပေါ့နော်။အဲလိုရင်းနှီးချမ်းလှုပ်တော့တာမျိုးဆိုရင်တော့ကယ်လိုရီ မပါဝင်တဲ့ဝိတ်မတက်စေတဲ့မြန်မာမှု detox ဖြော်ရည်လို့တောင် ပြောလို့ရပါတယ်။ကဲလက်ဖက်ရည်အချိုတောက်တဲ့သူတွေမှာတော့လက်ဖက်ချောက်အကြရည်နေမကပဲနှုတ်စီတကြားစတာတွေပါဝင်လို့စီးချိုတက်တာမျိုးဖြစ်နိုင်ပါတယ်။ လဖေးရဲ့အချိုကျိုက်သူတွေအနေနဲ့ကတော့စီချိုရှိရဆိုရင်တကြားနှိုးစီတို့မတုံးပဲနွားနှိုးအစစ်နဲ့နောက်ပြီးတော့ဗောနော်စီချိုတကြားစရာတွေနဲ့အကြရည်ကိုရောဆက်ဖြိုတာမျိုးပြုတ်ပြီးတော့တောက်တင်ပါတယ်။ဒါပေမဲ့ဟိုတောက်နေကြတဲ့ ice tea လို့လဖေးရည်အေးအဲ့လိုဖြိုရည်မျိုးကတော့တကြားပါဝင်မှုများလို့အမြဲတစေခွက်ရည်များများတောက်တာမျိုးမလုပ်တင်ပါဘူး။ကဲဟုတ်ကဲ့ပါ။ကျမကတော့ဒေါက်တာလှထုံပါ။ လက်ဖက်နဲ့ပတ်သက်ပြီးကျမကြီးရှူထောင်ရသိရှိထားတဲ့အချက်တွေကိုပြန်လည်မျှဝေပေးလိုက်ပါရနော်ကျမကြီးကိစ္စရည်နဲ့ပတ်သက်ပြီးတိုင်ပင်ဆွေးနွေးခြင်းနဲ့ဆိုရင် ကျမတို့ရဲ့ daily ကျမမှာဆရာဝန်တွေနဲ့ပိတ်ရက်မရှိ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်မြမပြည်သူပြည်သားများအားလုံးစိတ်ရောကိုယ်ပါကျမပြီးစစ်အာဏာရှင်စနစ်ဆိုးအောက်မှအမြန်ဆုံးလွတ်မြောက်ကြပါစေအရေးတော်ပုံအောင်ရမည် ဝင်ရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ကျွန်တော်တို့ရဲ့ channel မှာကျမရင်းအသိပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုစင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။